ဆက် education လို့ပြောလိုက်လို့ရှိရင်တော်တော်များများကလေဆက်ဆံတဲ့ပညာကိုသင်ပေးတယ်ဆိုပြီးတော့ထင်ကြပါတယ်ဆက် education ရဲ့အဓိပ္ပာယ်ကလည်းလေပညာပေးတဲ့အတွက်ကြောင့်မလို့ထင်မှားကြတာပါတကယ်တော့ဆက် education သင်ပေးတယ်ဆိုတာကလေဆက်ဆံတဲ့ပညာကိုသင်ပေးတာမဟုတ်ပါဘူးเนาะလိမ္မူဘဝရဲ့ဆောင်ရွက်ရှောင်ရွက်အနေနဲ့ကိုယ့်ရဲ့ပတ္တနာနဲ့ပတ်သက်ပြီးတော့လေးစားဖို့အထူးလူမှုရေးတွေကိုပါသင်ပေးတာပဲဖြစ်ပါတယ်ဒီတော့ဆက် education သင်ပေးတယ်ဆိုတာဘာကိုပြောတာလဲဆက် education သိတဲ့လူငယ်တယောက်အနေနဲ့ဘလို့ယာတွေကိုကောက်ကွယ်နိုင်လဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်เนาะ လေပညာပေးတယ်ဆိုတာကအသက်အရွယ်အလိုက်တင် जा ပေးရတဲ့အရာပါကြီးမားတင်ပေးရတာမဟုတ်ပါဘူးသူတို့လေးတွေကိုအသက်အရွယ်အလိုက်ကြီးကောင်ဝင်တဲ့အကြောင်းတွေမျိုးပွားတဲ့အကြောင်းတွေဒေသစေးတွေကွန်တိုးအကြောင်းတွေလိမ်မန်းဆိုင်ရာထိခိုက်စော်ကားလိုက်အကြောင်းတွေကိုနားလည်အောင်တင်ပေးတာပဲဖြစ်ပါတယ် လေပညာပေးတာကိုအသက်အရွယ်လိုက်သိမိမယ်ဆိုလို့ရှိရင်ဘလူချင်းပဲကိုဝင်ရတာအသက်ငယ်ငယ်လေးနဲ့ကိုဝင်ဆောင်ရတာမျိုးတွေပြီးတော့လင်ကတစ်စစ်ကုသတတဲ့ယောဂါတွေကိုကြိုတင်ကောက်ွယ်ပေးသားရောက်သွားမှာပါဒါကြောင့်မို့လို့လေပညာရေးကိုအသက်အရွယ်လိုက်သင်ကြားပေးသင့်ပါတယ်ဒီလိုမျိုးအသက်အရွယ်လိုက်လေပညာရေးကိုသင်ကြားပေးတာဆိုလို့ရှိရင်အခုပြောရတဲ့အကောင်းကျိုးတွေကိုရရှိနိုင်ပါရဲ့နော် ပထမအုံဆုံးအကျိုးကျေးဇူးအနေနဲ့ကတော့လူလားအတက်ကျမရဲ့ဆိုးကျိုးတွေကျော့သွားတာပဲဖြစ်ပါတယ်။နှစ်စဉ်အတိတ်ထွေနေရတဲ့ HIV ပိုးကူးစက်မှုမှာဆိုလို့ရှိရင်လည်း25ရာခိုင်နှုန်းကအတက်15နှစ်နဲ့24ဝန်းကျင်လူငယ်တွေမှာပိုပြီးတော့ဖြစ်များတာပါ။ပြီးတော့လင်ကားနေတစ်ဆင့်ကူးစက်တဲ့ရောဂါပိုးတွေ့ရှိတဲ့လူတွေတဘောဟာဆိုလို့ရှိရင်လည်းလူငယ်တွေမှာဖြစ်များပါတယ်။ဒါကြောင့်မို့လို့အသက်အရွယ်အလိုက်လေးပညာပေးဖို့လာတိထားမယ်ဆိုလို့ရှိရင်ဒီရောဂါတွေကနေပြီးတော့လည်းကာကွယ်ပေးတာဖြစ်သွားမှာပါ။ နောက်တစ်ခုအနေနဲ့ကတော့လင်မန်းဆိုင်ရာကျမ်းမာရေးပြဿနာတွေကိုပို့ပြီးတော့တည်လာတာပါ။လေပညာပေးတာကိုအိမ်မှာမိဘတွေကပြောပြမယ်။ကျောင်းမှာဆရာဆရာမတွေကတည်ပေးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်။ကိုတို့အကြောင်းနဲ့တားစင်အကြောင်းတွေလေဆက်ဆံမှုအဆင်သင့်မဖြစ်သေးဘူးဆိုလို့ရှိရင်တော့ဘယ်အချိန်မှမဆိုးညှိပက်လို့ရတဲ့အကြောင်းတွေကိုတည်ပေးထားတာဆိုရင်လူငယ်တွေမှာဒီလိုမျိုးအသိသိသွားပြီဆိုတာနဲ့နိုင်ငံတကာကိုဆက်တဲ့ယောဂါတွေကိုကြိုတင်ကောက်ွက်ပေးရရောက်ပါရဲ့နော်။ ဆက်ကျူကရှင်ကိုလာတည်ထားမယ်ဆိုလို့ရှိရင်အရွယ်မတိုင်းလေးလိဆက်စင်နာတွေကိုတားမြစ်နိုင်ပြီးတော့ HIV ပိုးကူးစက်တာပြီးတော့လင်ယားတစ်စစ်ကူးစက်တတ်တဲ့ယောဂါတွေနောက်တစ်ခုကတော့အသက်ငယ်လေးနဲ့ကိုယ်ဝန်ဆောင်ရတာလိုလားအတက်ကိုယ်ဝန်ရတာတွေကိုတရားရဂိုင်းတို့ကာကွယ်ပေးတာဖြစ်သွားပါလိမ့်မယ်နော် ကိုယ့်ရဲ့ဘာဒနာနဲ့တင်းတော်နဲ့ဆင်ရဖို့ဆိုတာကလူငယ်တွေထင်တာထက်ပညာသားအများကြီးပါပါတယ်။နှစ်ယောက်သားတိဆောက်ထားတဲ့ဆက်ဆံရေးတွေနောက်တစ်ခုကကြတော့အပြန်အလှန်နားလည်မှုတွေရပြတဲ့အခါမှာဖြည့်ရှင်းတဲ့နည်းလမ်းတွေနောက်ဆုံးဒီလိမ်မှုကိစ္စတွေအထီးပါပေါ့နော်ပါပါတယ်။အကယ်လို့ကိုယ်သားလိမ်မှုကိစ္စတွေကိုသာတိကျမသိတာလို့ဆိုလို့ရှိရင်ဒီလိုမျိုးကိုယ့်ရဲ့ဘာဒနာနဲ့နောက်ဆုံးနှုတ်အကျန်းဖတ်တဲ့အထီးတော်မှဖြစ်လာနိုင်ပါတယ်နော်။နောက်တစ်ခုနေနေကြတော့ကိုယ့်ကိုယ်ကိုတန်ဖိုးထားတယ်လားပါ။ လင်ပညာပေးရဆိုတာကကြီးကောင်ဝင်တဲ့အချိန်တွင်လိပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုပဲသင်ပေးတာမဟုတ်ပါဘူးလူငယ်တွေမှာသူတို့မကြိုက်တဲ့လင်မှုကိစ္စနဲ့ပတ်သက်ပြီးတော့ညှို့ဆပိုင်ခွင့်ရှိတဲ့ဆိုတဲ့အရာတွေကိုပါသင်ပေးတာပဲဖြစ်ပါတယ်ကိုယ်သာသဘောမတူဘူးဆိုလို့ရှိရင်ဘယ်သူမှဘာမှမပြောနိုင်တဲ့အခွင့်အရေးတခြားသူသာသဘောမတူဘူးဆိုလို့ရှိရင်ကိုယ်ကဘာမှမလုပ်ဘဲနဲ့လေးစားတရမယ်ဆိုတဲ့အခွင့်အရေးဒီလိုမျိုးတွေကိုပါသင်ပေးတာပါဒီနှစ်ပိုင်းတွေမှာ LGBT နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ပြလင်းလာကြပါတယ်ဒါတောင်မှတချို့နေရာတွေမှာဒီ LGBT တွေဆိုလို့ရှိရင်နှိမ်နာမျိုးတွေခွဲခြားဆန္ဒမျိုးတွေစော်ကားမော်ကားပြောတာမျိုးတွေရှိကြတယ်ပေါ့နော် ော့ LGBT ចောင်းသား၈၂ရာခိုင်နှုန်းခန့်အားဆိုလို့ရှိရင်အနှိမ်ခံနေရပြီးတော့၃၈ရာခိုင်နှုန်းခန့်အားဆိုလို့ရှိရင်ကိုထီးလျောက်စော်ကားတာမျိုးတွေကိုခန်းစားရနိုင်ပါတယ်။ဆက်အကျူခရစ်ဆိုတာဟာလူတစ်ယောက်ကသူ့ရဲ့နေစိတ်ခံယူဖို့အပေါ်မှာလေးစားဖို့ရဲ့နောက်တစ်ခုကကြတော့ ဒီလူတယောက်ရဲ့ပေါ့နော်လိမ့်စေဟာသူ့ရဲ့ကိုယ်ရည်ကိုယ်သေးပေါ်မှာတရားမှုမရှိဘူးဆိုတော့ကိုပါသိကြပေးတာပဲဖြစ်ပါတယ်အခုပြောပြခဲ့တာဆိုရင်ဆက်အကျူကရှင်အကြောင်းကိုမျှပေးခဲ့တာပဲဖြစ်ပါတယ်ဒီလောက်ဆိုလို့ရှိရင်တော့ဒီဆက်အကျူကရှင်ဆိုတာကလိမ့်မှုကိစ္စတစ်ခုတည်းကိုပဲပြပြတာမဟုတ်ဘဲနဲ့ဒီလိမ့်နဲ့ပတ်သက်တဲ့ပေါ့နော်ပညာရက်တွေကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်အကျိုးအပြစ်ကိုသိတဲ့သူရဲ့အနေနဲ့ကတော့ပညာသားပါပါနဲ့ဒီလိုအရာတွေကိုကြော်လာနိုင်မှာပဲဖြစ်ပါတယ်နော်နောက်ထောင်ပြည့်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်